မေလကျွန်တော်တို့16ရက်နေ့တောက်ကြနေ့ကဘာရွှေစည်းကွက်ရက်ပတ်ရနောက်ဆုံးရက်ပေါ့နော်ကျွန်တော်တို့တပတ်တာစည်းပိမ့်မယ်တဲ့နေ့တရက်တာအတွက်ကဘာရွှေစည်းတက်ကြအောင်ကျွန်တော်ဒီဘလိုလေးမှာသုံးသက်ပြောကြပြီးတော့ဖြစ်ပါတယ်လက်ရှိမှာတော့ကဘာရွှေစည်းကပြန်မနေ့နေ့လောက်ကစာပြန်ထောင်တက်နေရပေါ့နော်အဲ့ပထကကဘာရွှေစည်းကတောင်းလျှောက်ဆက်တက်တော့မှလာဒါမှမဟုတ်ကျွန်တော်တို့အကြပြန်လာနိုင်သေးလားဆိုတော့ကျွန်တော်ကဘာရွှေရဲ့ချက်ကိုကြည့်ပြီးတော့ကျွန်တော်သုံးသက်ကြည့်လိုက်အောင် ဟုတ်ပြီအဲ့ဒါပထကကဘာချွေစီအနေထားကိုကျွန်တော်တည့်ရတာအနေထားကိုကျွန်တော်တွားကြည့်မယ်အာမနီယာဆိုရင်ကျွန်တော်ကဘာချွေစီကအသက်နဲ့ပြီးခဲ့တယ်၃နှစ်အာကျွန်တော်တို့အာဈေးအသက်အဟန်သားဈေးတန်းတစ်ခုလို့ပြောလို့ရတယ်၃နှစ်30ဈေးတန်းအထက်မှာဈေးပြန်ပိတ်ခဲ့တယ်ပေါ့နော်ဈေးပြန်ပိတ်ခဲ့တဲ့အခါမှာပုံမှန်ဈေးနှုန်းသဘောတရားဆက်နမယ်ကြည့်မယ်ဆိုတော့ဒီနေ့ကဘာချွေစီကဈေးဆက်တန်နိုင်ခြင်းရှိတယ်ပေါ့နော်ဈေးအသက်အားကောင်းနိုင်ခြင်းရှိတယ်ပြဿနာကကျွန်တော်တို့ကဒီမှာဒုရဖြစ်စရာလေးရှိတယ် ဘာလို့လဲမသိဆိုကျွန်တော်ကဒါဆိုရင်ပြတည့်ရတာအကန့်တယ်အတုံးကြီးအစိမ့်အောင်အတုံးကြီးဒါမနေ့ကအသက်သုံးကြီးဒါကဗုဒ္ဓဘုရားအကြတုံးဒီမှာကျွန်တော်တို့မနေ့ကအသက်သုံးကဗုဒ္ဓဘုရားအကြတုံးတဲ့ဒီမှာအလဲကအတုံးလေး body လေးမကြည့်တာကိုတွေ့ရတယ်ပြောချင်တာမနေ့ကတက်တော့တက်လာပြီဗျဒါပေမဲ့ဝယ်လိုအားတွေအရန်အကောင်းတာမဟုတ်ကျွန်တော်ကမနေ့က Facebook မှာ post တင်ခဲ့တယ်ကဘာ Twitter ကတက်တာတက်လာတော့ volume အားမရှိဘူးပေါ့နော်မနေ့ကညနေတော့ဆို volume ကတော်တော်ကြာနေ volume ကြာနေတဲ့အနေအထားမှာကျွန်တော်တို့က ဲ့ညမှာကဘာချွေစေးကပြောင်းကပြန်နေဖြစ်နိုင်တယ်ဆိုကျွန်တော်တင်ခဲ့တဲ့ထင်းတဲ့တိုင်းမညကြအောင်ကဘာချွေစေးတောက်လျှောက်ထောင်တက်သွားတာဒီမနက်ဆိုရင်ကျွန်တော်တို့ဗျာအာ3.50လောက်ထီတောင်တက်သွားခဲ့ပြီးတော့အခုပြန်ထိုးကြနေကျွန်တော်တို့3.20လို့3.18တို့ရောက်နေပြီအဲ့ဒါပြတ်တက်ကမှာလက်ရှိကဘာရွှေစေးဘလို့အနေထားဆက်ဖြစ်နိုင်လဲကျွန်တော်တို့ကဒီနေ့တုံးတက်ရနည်းပြီးတော့ကျွန်တော်အကြက်ရိုက်ဆရာဖြစ်တယ်ခင်ဗျဘာလို့လဲမလဲဆိုကျွန်တော်မနေ့ကလည်းညကလည်းဈေးကမောက်ကမဖြစ်တယ် ဒီနေ့မှလည်းကျွန်တော်အမိအားပြောမယ်ဆိုဈေးကမောက်ကမသူတပြင်းညဘက်အမေရိကန်ဈေးကွက်ခြေမှာဈေးကမောက်ကမဖြစ်နိုင်သေးတယ်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ volume ပါပဲတက်လာတဲ့အသက်ကကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်တို့အာလောင်စာကောင်းကောင်းမပါဘဲနဲ့အာအပေါ်ကိုလွှင့်တင်လိုက်တဲ့မိဘုံမြန်လိုမျိုးပဲတက်တော့တက်နေရပဲဒါပေမဲ့ချင်းကျွန်တော်တို့ကပြုတ်ကြမလဲမသိဘူးပေါ့နော်အဲ့ဒါဖြစ်တဲ့ခါလက်ရှိကပတ်ရွှေစီကတက်နိုင်သေးလားတက်နိုင်သေးတယ် ဒါပေမဲ့ volume အားမပါတာဖြစ်တဲ့အခါတနည်းအားဖြင့်ကျွန်တော်တို့ကမနေ့တော့အောက်ဈေးကျွန်တော်တို့က3330 3320ဈေးတန်းဆောင်အဲ့ဈေးတန်းဆောင်ကြီးကကျွန်တော်တို့ကအာကျွန်တော်တို့အဲ့အကကျွန်တော်မနေ့ကလည်းပြောခဲ့တယ်ဒါကိုကျွန်တော်တို့ကကျွန်တော် market ခွဲရဆို stock support zone လို့ခေါ်တယ်မာတဲ့ဈေးတန်းဆောင်အောက်အခံဈေးတန်းဆောင်ဒီဈေးတန်းဆောင်အောက်ဖောက်ရင်တဟုန်တိုးဆင်းမယ်မဖောက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကအကောင်းကောင်းနဲ့ပြန်တက်မယ် အဲ့ဘက်က accident ဆိုတချက်သွားရိုက်ပြီးတော့မနေ့ကချက်ချင်းပြန်တက်ပါဒီမှာဆိုဒီမှာမနေ့ကဒါတရက်ဒါဒီမှာကျွန်တော်တို့ကန်တဲ့ရဲ့အောက်အချွန်လေးဒီမှာသွားရိုက်ပြီးတော့ချက်ချင်းပြန်တက်လာတောက်လျှောက်ကြီးအသက်ဆွဲတင်လာတာပေါ့နော်ဒါရဲ့ volume တော့အားမပါဘူးအဲ့ဒါပြတ်ကား volume အားမပါပဲတက်လာရဲ့အသက်ကကျွန်တော်ထင်မှာအကြာကြီးတော့တက်မှာမထင်ဘူးတက်တော့တက်နိုင်တယ်ဘာလို့လဲမမှန်ဆိုရင်ကျွန်တော်လက်ရှိမှာကမ္ဘာရွှေကိုကျွန်တော်တို့ retail trader ကျွန်တော်တို့ retail trader များစုကတက်တိုင်းရောင်းမယ်ဆိုပြီးအာတန်နေကြတာ ရီဒရစ်ရီဒရစ်ထွေးတာများဆိုတဲ့ကြားလိုက်ပြပြီးခဲ့တဲ့အပတ်တော်ဆိုရင်တို့အဝဲအားတန်ကြမယ်ဟာဒီတစ်ပတ်တနင်္လာအင်္ဂါလဲတို့အဝဲအားတန်မှာတောက်လျှောက်တောက်လျှောက်အခုကြာလာအခုပြန်တက်တဲ့ချိန်မှာဒါစီအမြင်ဈေးပဲဆိုပြီးပြကျွန်တော်ဒီ3.30လို့3.40လို့ဘာလို့မှရောင်းချမဲ့သူတွေများနေမယ်အဲ့ရောင်းချမဲ့သူတွေကိုကျွန်တော်ကရှင်းထုတ်တဲ့အနေနဲ့ဈေးကွက်ကကျွန်တော်တို့ကအပေါ်ဆွဲတင်သွားနိုင်ဟုတ်ပြီဆွဲတင်သွားနိုင်တဲ့အခါမှာဘယ်ဒီဆွဲတင်နိုင်လဲကျွန်တော်မေးမယ်ဆိုရင်တော့ကျွန်တော်ဒီဈေးတန်းစုံပေါ့နော် ကျွန်တော်မှန်းထားတဲ့ဇေတ္တဆုံးဒီကတော့ဒီ3.9နဲ့3.85ကြာဇေတ္တဆုံးကိုကျွန်တော်ဈေးဆွဲတင်မလားလို့ကျွန်တော်သုံးသပ်မိတယ်အဲဇေတ္တဆုံးကျွန်တော်3.85ကြာပေါ့နော်အဲဇေတ္တဆုံးကိုကျွန်တော်ဈေးဆွဲတင်မလားလို့ကျွန်တော်သုံးသပ်မိတယ်ခင်ဗျအဲ့ဒါပြတ်ခါမှာဒီနေ့အတွက်ကပန်းရွှေဈေးအတွက်ပေါ့နော်အာဈေးတက်နိုင်ကြီးမရှိလားရှိတယ်ဈေးတက်နိုင်ကြီးကိုကျွန်တော်အများဆုံးပဲ ठी ပဲမှတ်လိုက်မျိုးဆို3.9နဲ့ 3နှစ်85ကြာဇေဒန်ဆောင်အတိပဲမှန်ထားတယ်အဲ့ဒါပသက်ကောင်ဒီနေ့အဲ့3နှစ်85နဲ့85ကြာဇေဒန်ဆောင်ရောက်ပြီဆိုရင် risk ရဲရဲယူပြီးတော့ရောင်းလို့ရတယ်အဲ့ဒါမဲ့ risk management တော့လောက်တာเนาะဘာလို့ဆိုဒီနေ့မှကျွန်တော်အာပြောတယ်လို့မျိုးပဲကမ္ဘာရွှေဈေးတုံးတက်ခါမှာအရင်ပြီးခဲ့တဲ့ရက်တရားထက်ကျွန်တော်တို့ကဒွေးရဖြစ်စရာလေးတွေရှိတယ်ဈေးရနှစ်ဖက်လုံးဆွဲတင်ဆွဲချလုံနိုင်တဲ့အနေအထားရှိတာဖြစ်တဲ့ခါမှာကျွန်တော်တို့ကမှန်တယ်ကျွန်တော်တို့တော့ဒါအပိုင်ဈေးနှုန်းဆုံးပဲဒါပေမဲ့ risk management တော့လုပ်တယ် ဘာလို့လဲမဲ့ဆိုကျွန်တော်မှန်းထားလဲလွဲကောင်းလွဲသွားနိုင်တယ်အဲ့အဖက်ကမှကျွန်တော်ဒီနေ့မှလာအလွန်ဆုံးတက်3နှစ်5ဒီပဲကျွန်တော်မှန်းထားတယ်အဲတကယ်လို့3နှစ်5အထက်မှာဒီနေ့တနေ့တာတွင်ပါနော်အချိန်တနာကြီးအတိုင်းတာအပိတ်စင်းနေတာဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကဘာရွှေစီတောက်လျှောက်တက်ပြီပဲဘာလို့လဲမဲ့ဆိုဒီမှာဆိုကြာတော့မှဆိုဗျာဒီ3နှစ်5အောင်ဖောက်ကြပြဲဈေးတောက်လျှောက်ထိုးကြသွားတယ်အဲ့တော့ဖက်က3နှစ်5အသက်တာဈေးပြန်ဖောက်ပိတ်နိုင်တယ်ဆိုရင်တော့ကပ္ပရွှေစီအသက် အားကောင်းကောင်းပြန်လာပါလိမ့်မယ်ကျွန်တော်အကြမမျောနဲ့တော့ဒီနေ့တနေ့လာတယ်မနော်ကပတ်ချွေစီတာ3.85စီနဲ့တက်မှာအချိန်တနာရီအတိုင်းတာပိတ်စေ H1 ကျွန်တော်တို့ market ခေါ်ရ H1 ဘူးကန်နဲ့ねဖောက်တက်ပြီးဈေးပိတ်သွားရင်ကပတ်ရွှေအတက်အားကောင်းကောင်းပြန်လာပါလိမ့်မယ်အကြမျောလို့မရတော့အဲ့3.85တက်မှာအချိန်တနာရီအတိုင်းတာအပိတ်စေနဲ့ဖောက်တက်ပြီးဈေးမပိတ်မချင်းကျွန်တော်တို့အမြင်ဈေးကိုစောင့်ပြီးတော့ကျွန်တော်တို့ရောင်းလို့ရပါတယ်ခင်ဗျတခုရှိရအမြင်ဈေးစောင့်နော် ကျွန်တော်ပြောတာရောက်နေတဲ့ဈေးတန်းကတော့ရောက်လို့မရဘူး။အဲရောက်နေတဲ့ဈေးတန်းကရောင်းလို့ကန်ကောင်းပြီးတော့မျက်ကောင်းမျက်သွားနိုင်တယ်။ဒါပေမဲ့ risk များနိုင်တယ်ခင်ဗျ။အဲရလေးကိုလည်းကျွန်တော်တို့သတိထားဖို့လိုအပ်ပါတယ်။ဒီနေ့ကမ္ဘာ့ချွေစရာပြုနေပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဒုရဖြစ်စရာတွေရှိနေတာဖြစ်တဲ့ခါမှာဈေးအတက်ကျမှန်းရနည်းနည်းခက်နေတဲ့အနေထားဖြစ်တဲ့ဖြစ်တဲ့ခါမှာကျွန်တော်တို့ကအာရောင်းရမယ့်ဈေးတန်းတွေဝယ်ရမယ့်ဈေးတန်းတွေကိုစိတ်ရှိလက်ရှိနဲ့စောင့်ဖို့လိုအပ်ပါတယ်ခင်ဗျ။အဲစိတ်မရှိဘဲနဲ့ကိုက ်အကြောက်တဲ့စီးနှဲမှာသွားအယောင်းဝယ်လုံမလုံမိတယ်ဆိုရင်ဒီနေ့က risk များနိုင်ပါတယ်အဲ့ရလေးကိုလည်းကျွန်တော်တတိပေးခြင်းပါတယ်ဟုတ်ပြီကျွန်တော်3နှစ်ခွန်ကားနဲ့3နှစ်ရှင်ကားကြာမှာရောင်းလို့ရတယ် okay ဟုတ်ပြီဝယ်ဖို့အတွက်ဆိုရင်ရောဝယ်ဖို့အတွက်ဆိုရင်ကျွန်တော်လက်ရှိလက်ရှိကပားရွှေဈေးတက်ပေါ့နော်ဈေးအကျအဟန်သားဈေးတန်းကဒီလောက်ဒီနောက်လောက်မှာရှိနေပြ3.30 3.30ပေါ့နော်အဲဝင်ကျင်မှာရှိနေအဲ့ဟာဖက်ကဈေးတန်းစုံနေနဲ့ပြောမှဆို3.30နဲ့3205 တော်တော်နေရငါအစီအကြမှာကျွန်တော်ကကပ္ရွှေရကျွန်တော်ဈေးတန်းစုံလေးရှိအဲဈေးအကြအဟန်တာလက်ရှိဈေးအကြအဟန်တာအာကျွန်တော် market ခေါ်ရဆို down support ဆုံးပေါ့နော်အဲ့ဈေးတန်းစုံလေးရှိတယ်အဲ့ဈေးတန်းစုံကိုမဖောက်နိုင်ဘူးဒီအခုအခုဆိုမဖောက်နိုင်ဘူးညဒီကဒီဈေးတန်းစုံကနေပြန်ကန်တက်လာအဲ့ဈေးတန်းစုံပြန်ကျပြီဆိုရင်ကိုက risk management လုပ်ပြီးတော့အဲ့3နှစ်တော်တော်နေရငါနဲ့တော်တော်နေရ30ကြာမှာကျွန်တော်တို့ဝယ်လို့ရတယ်ဝယ်လို့ရတယ်ဝယ်ပါအာကျွန်တော်တို့ အမြတ်ပိုင်းဈေးတန်းကိုပြ3.30တို့3.40တို့3.50တို့ပြလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့တနည်း205အောက်လောက်ပြီဟုတ်ပြီအဲ့လိုပဲခုနကကျွန်တော်အပေါ်က3.85နဲ့3.85ကြားကျွန်တော်တို့ကအယောင်းကိုလည်းအရှုံးပိုင်းဈေးတန်း3.85ထက်လောက်ပြီပေါ့အမြတ်ပိုင်းဈေးတန်းကတော့3.50 3.40လောက်အထိပဲယူပါဟုတ်ပြီတကယ်လို့ပေါ့နော်ဒီနေ့တနေ့သားသွင်းတာကပ္ပရွှေဈေးတာဒီ3250ဈေးတန်းအောက်မှာကျွန်တော်တို့ အချိန်တနားရီအတိုင်းတာအပိစိန်ကျွန်တော် market ခေါ်ရ H1 Bacon နဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်လိုက်ရောက်ဘယ်ထိကြနိုင်လဲအနည်းဆုံး3.80တိကြနိုင်တယ်ဒီထက်ပိုပြီးကြမယ်ဆိုရင်ကျွန်တော်တို့မနေ့တော့အမြင်ခဲ့ရတဲ့အနေအဆုံဈေးတွေဖြစ်တဲ့3.30တိကြနိုင်တယ်အဲ့ဘက်ကဒီနေ့အယောင်းဝယ်လောက်အောင်မစည်းတဲ့ဆုံးကကျွန်တော်၃မျိုးဝယ်ရှိတယ်ဒီဟာကိုမဖောက်နိုင်လို့ဆိုဒီကြမှာဝယ်တက်သွားတယ်ဆိုရင်အဲ့3.95နဲ့3.95ကြမှာရောက်ပြီးရင် ဒီဟာကို3305အောက်မှာအချိန်တိုင်းအတိုင်းတာပိတ်စီနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်လိုက်ရောက်အနည်းဆုံး3.80အများဆုံး3.30တိဈေးကျနိုင်တယ်။ဒါရောင်းဝယ်လိုရမယ့်ဈေးတန်းစုံလေးတွေဖြစ်ပါတယ်။တကုမကျင်နာကဒီနေ့ဈေးကဒုခဖြစ်စရာတွေရှိတာမလို့ကိုကတကယ်လို့ပေါ့နော် risk များများမယူနိုင်ဘူးဆိုရင်တော့ကျွန်တော်အကြံပြုချင်တာကတော့ဒီနေ့အရောင်းဝယ်မလုပ်ဘဲနဲ့ဒီနေ့တပတ်တာအပိတ်ဈေးကိုစောင့်ကြည့်ပြီးမှနောက်တစ်ပတ်မှ တနင်္လာနေ့မှာပြန်အရောင်းဝယ်လုပ်ဖို့ကိုကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်ကိုယ်တိုင်နဲ့ဒီနေ့ဈေးကွက်အနေထားကဒုတိယဖြစ်စရာလေးလေးရှိနေပါတယ်အဲ့ဒါပတ်သက်ခါမှာအရင်ရက်တရားလောက်တော့ကျွန်တော်ပြင်ပြမှာဆိုရင်အရောင်းဝယ်လုပ်ရမယ့်ဈေးတန်းစုံလေးနဲ့ပတ်သက်ပြီးတော့အာ confidence နည်းနည်းလေးအားနည်းနေရပေါ့နော်အဲ့ဒါပတ်သက်ခါအဲ့ဒါလေးကိုတတိထားဖို့လွယ်ပါတယ်ကျွန်တော်တို့ဟုတ်ပြီအဲ့ဒါပတ်သက်ခါဒီနေ့တပတ်တာအပိတ်ဈေးပေါ့နော်တပတ်တာအပိတ်ဈေးစောင့်ကြည့်ပြီးမှနောက်တပတ်မှပြန်အရောင်းဝယ်လုပ်ရင်တော့ပိုအကောင်းဆုံးဖြစ်ပါတယ်ဒီနေ့တပတ်တာအပိတ်ဈေးဘယ်အောက်ပိတ်ခတ်ရင်ဈေးအကျအား စကောမလဲလို့မိမဲ့ဆိုရင်3205အောက်ပြင်ကျွန်တော်တို့ဈေးဆက်ကြလိမ့်မယ်မဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနဲ့3285အထက်မှာပိတ်ရင်တော့နောက်တစ်ပတ်ပြားဈေးအတက်အားကောင်းကောင်းတာမျှော်ထားလိုက်တော့3400ဒီပိုင်းအထိမျှော်လို့ရတယ်နောက်တစ်ပတ်ဈာစီးမှာပဲပိတ်သွားတယ်ဆိုရင်တော့ဒါဆိုရင်တော့နောက်တစ်ပတ်မှာကျွန်တော်တို့ကတရက်တာချင်းလိုက်ဈေးကွက်နေထားကိုကြည့်ပြီးပဲတုံးသက်လို့ရလိမ့်မယ်နောက်တစ်ပတ် တက်မလားကြာမလားကျွန်တော်မှတ်လို့မရလို့ဂျားတဲ့3205နဲ့3185ဂျာပိတ်သွားတယ်ဆိုရင်เนาะနောက်တစ်ဘက်မှာဖြစ်တရက်တာချင်းလိုက်ပဲလိုက်ပြီးတုံးတက်လို့ရနိုင်မယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်လက်ရှိကဘာရွှေစည်းကကျွန်တော်ပြီးခဲ့တဲ့ရက်တွေတော့တုံးတက်ထားတဲ့လောက်ဆိုရင်ကျွန်တော်ဒီလကုန်ကန်ဒီလောက်ထိကျွန်တော်တို့ဈေးအကြပဲသွားဖို့များပါတယ်တခုချပါဈေးကြရဲဆိုတာနေ့တိုင်းကြတာမျိုးတော့မဟုတ်ဘူးပဲတရက်တလီတော့ပြန်ကန်တက်အောင်ပါလက်ရှိပြန်တက်နေရတာအဲ့အဲ့ပြန်ကန်အတက်လို့ကျွန်တော်ယူဆပါတယ်အဓိကအဖြစ် အယောင်သမားတွေရှင်းထုတ်ခြင်းတော့တသက်ပြင်ကျွန်တော်ဗျာအာလက်ရှိကမ္ဘာ့ရွှေ့စရာကျနေတယ်ဆိုပြီးအခုမှအယောင်ဘက်ဝင်လာတဲ့ retail trader အများစုကိုရှင်းထုတ်ခြင်းတော့ပြန်ဆွဲတင်တယ်လို့ယူဆပါတယ်မကြခင်ကျွန်တော်ထင်ပါတယ်ဒီနေ့တော့မဟုတ်နောက်တစ်ပတ်ထဲမှာဈေးအကျထက်မြင်ရပါလိမ့်မယ်ဈေးအကျအကောင်းကောင်းထက်မြင်ရပါလိမ့်မယ်ကမ္ဘာ့ရွှေ့တက်ချင်းတက်နောက်တစ်ပတ်လောက်မှ sorry နောက်တစ်ပတ်မှဒီလကုန်လောက်မှပြန်တက်မလာတော့မသိဘူးပေါ့နော်ဒါကကျွန်တော်ဇင်းလုံးသဘောတရားအမြင်ပါဒါပေမဲ့၃နှစ်ရှင်ကအထက်မှာတရက်တာဈေးပိတ်သွားပြီဆိုရင်တော့အဲကျွန်တော်ရဲ့ ကဘာချွေစရာဈေးအကြရှိနေတော့မယ်ဈေးကျနိုင်သေးတယ်ဆိုတော့သုံးသက်ချက်လေးမှားပြီလို့ဒါယူဆလိုက်တော့ခင်ဗျဟုတ်ပြီဒါကဤပညာပိုင်းကသုံးသက်ချက်ပဲเนาะတရင်ပိုင်းတော့ကျွန်တော်တို့တွားကြည့်မယ်တရင်ပိုင်းမနေ့ကဘာတရင်ထွက်ခဲ့လဲမနေ့တော့တရင်နေရာကိုကျွန်တော်တို့ PPI တို့ဘာလို့ဒေတာတရင်နေရာလက်တီထွက်ခဲ့လဲအဲ့ရာလက်တီထက်ပိုးဝဲကပြော့သွားတာကအရေးမှပြောသွားအောင်သူဒေတော်ကြီးတော့ပြောတာမဟုတ်ရေးမှပြောသွားတာနောက်လဘန်ဒိုရှော့ဖို့ရှိဟုတ်ပြီတော့မှပထမကဘာချွေစီတက်လာဘန်အဲ့ပိုးဝဲကအမေရိကန်ပိုးပန်းဥက္ကဋ္ဌပိုးဝဲက နောက်လအမေရိကန်ဘန်တိုးနှုန်းကိုရှော့မယ်လို့ပြောလို့တက်လာတာမဟုတ်ဘူးခင်ဗျအဲ့ဘန်တိုးနှုန်းရှော့နိုင်ကြီးများတယ်ဆိုတာကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တို့အင်ကာနေပေါ့နော်အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုဒေတာ CPI ဒေတာတွေရလက်ကျွန်တော်တို့မှန်းထားတဲ့ negative ကဘန်တိုးနှုန်းကရှော့နိုင်ကြီးများနေတက်ချင်းတက်ချင်းအဲ့ negative တန်ပါပေါ့နော်ပြောချင်တာပြီးတော့ပြန်ကျွန်တော်အမေရိကန်ဘန်တိုးဆုံးဖြတ်မှာနေနောက်လဂျွန်လ16ရက်နေ့ နောက်၄ပတ်လောက်လိုသေးတယ်အာ၄ပတ်လောက်လိုသေးတဲ့ပြကျွန်တော်ဘန်သူလို့ဆော့ပက်ချက်ကြီးရရှော့ဖို့တေချာလို့ဆိုပြီးတော့ဒီနေ့အာဒီအပတ်ကလေးတောက်လျှောက်တက်ထားမယ်ဆိုရင်ပြအဲ့ဘန်သူလုံးကျွန်တော်ထွက်ခဏဒီမှာကျွန်တော်တို့ကကပ္ပချွေဟိုး3800ရည်3900ရည်ကိုရောက်နေတော့ပြအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကတော့အဲ့မနေ့ကပိုးဝဲဘန်သူလုံးရှော့မယ်လို့ပြောတာလာမယ့်ဂျွန်လဘန်သူလုံးရှော့မယ်လို့ပြောလို့ဈေးတက်တယ်လို့မထင်ဘူး တကယ်လို့ဘန်တုံလုံးရှော့မယ်လို့ပြောလို့ဈေးတက်ခဲ့တယ်ဆိုရင်လည်းဒီချိန်ကျွန်တော်တို့3300အထက်လောက်မြင်နေရပြီဒီ3နှစ်20တို့19တို့မှာကျွန်တော်ကဘာရွှေစီကိုမြင်နေရမှာမဟုတ်ဘူးအဲ့ဒါပြတ်ခါမှာကျွန်တော်တို့ရှင်းပါပြန်ကန်အတက်လို့ပြောစားပါတယ်အောက်ဈေးကိုတွားထီလို့တနည်းအားဖြင့်ကျွန်တော်တို့ကဥမာအာအောက်ချမ်းပြုံထီလို့ပြန်ပြန်ကန်တက်လာပေါ့အာပါပါနဲ့ပြန်ကန်တက်လာဒါပေမဲ့ကျွန်တော်တို့ဈေးတန်းတစ်ခုရောက်ရင်အဲ့ပြန်ကန်အတက်ကကျိုးပြီးတော့ပြန်ဆင်းလာလိမ့်မယ်ကျွန်တော်အဲ့ပြန်ကန်အတက်က ဘယ်လောက်များများသွားနိုင်ရဆိုတော့ကျွန်တော်3.05 3.85ဒီပဲမှန်ထားတယ်အဲ့ရောက်ရင်ကျွန်တော်ဈေးကအပြော့ပြီးပြန်ဆင်းလာနိုင်တယ်အဲ့လာဖြစ်တဲ့ကာမှာဒါပိုးဝဲကဘန်တိုးရှော့ဝဲပြောလို့ကျွန်တော်တက်လာအသက်မဟုတ်ပါဘူးအဲ့လိုတက်လာတဲ့အသက်ဆိုရင်ဒီလောက်အားမပြောဘူးဒီလောက်ဗွန်လုံးမနေဘူးခင်ဗျကျွန်တော်ပြီးခဲ့တဲ့ဧပြီလပထမပတ်တော်ကကဘာရွှေစီဘလို့တက်ခဲ့လဲဒါအားလုံးအတိပဲဖြစ်ပါတယ်ကျွန်တော်တဏီတန်းနေပြီဗျာပစ်တရာ120ကျော်ကြီးတက်တဲ့ကဘာရွှေစီမနေ့ညမနေ့ရအသက်ကအားမပါဘူးလားအားပါတော့ပါတယ်အားဆိုမနေ့ရစီအသက်က မများဘူးလားများတော့များတယ်ဒါပေမဲ့အားမပေါအားမပါတဲ့အသက်ကကျွန်တော်ရေရှည် sorry အကြာကြီးမတက်နိုင်ပါဘူးအကြာကြီးမတက်နိုင်ဘူးအားပြော့သွားတဲ့အခါပြန်ကြိုးကြလိမ့်မယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကတော့ပိုးဝဲအဲ့လိုမျိုးဘန်တုံးတုံးရှောက်မယ်ပြောလို့တက်တယ်လို့မထင်ပါဘူးသူကသူပြန်ကန်တက်ချင်းဖြစ်ပါပြီးတော့တပတ်ကဒေါ်လာအညွန့်ကိန်းသွားကြည့်ပြဒေါ်လာအညွန့်ကိန်းကတရာအောက်မရောက်သေးဘူးကပားရွှေတာအတက်အကောင်တက်မယ်ဆိုတပတ်ကဒေါ်လာအညွန့်ကိန်းကတရာအောက်လောက်ဆင်းပေးရမယ်ခင်ဗျာ တရာအောက်မစင်းနိုင်တဲ့ဒေါ်လာအင်တက်ကြောင့်ကျွန်တော်ထင်ပါတယ်ဒါအာကပတ်ချွေစည်းရသတင်းပိုင်းရလဲဈေးရေတိုဈေးပြန်ကန်အတက်လို့ပဲယူဆလို့ရတယ်အောက်ဈေးရောက်လို့ဈေးပြန်ကန်တက်ဘာလို့လဲဆိုဒေါ်လာအညွန့်ကိန့်ပြတရာတရာအောက်တရာအောက်တော့မမြင်လိုက်မမြင်ရအောင်မနှိညာတော့ဆိုရင်အခုလဲတရာအောက်တရာအောက်မပြောတရာနားတော့မကတ်သေးဘူးတရာတက်မှ၄ခွန်း၃ညပဲရှိသေးတယ်အဲ့ဒါပြတဲ့ခါမှာကျွန်တော်ကတော့သတင်းပိုင်းရလဲကပတ်ချွေစည်းအကြအားရှိနေတော့မယ်လို့ကျွန်တော်ယူဆပါတယ် အဖက်ကမှကျွန်တော်ဒီလကုံလောင်ဒီကဘာရွှေစီကဟိုလိုမျိုးဝုံနိုင်ကျထိုးကြတာမျိုးတော့မဟုတ်ဘူးเนาะတအီအီနဲ့ကြာနေပဲကျွန်တော်ယူဆပါတယ်ဒီလကုံနောက်လာအစလောက်မှဈေးအတက်ပြန်လာလိမ့်မယ်လို့ကျွန်တော်ရဲ့လက်ရှိဈေးနှုန်းသဘောတရားအမြင်အားတုံးသက်ထားပါတယ်အဖက်ကမှကျွန်တော်နဲ့အမြင်တူအကြိုက်တူရင်တော့ကျွန်တော်ရဲ့တုံးသက်ချက်တိုင်းလိုက်အရောက်ပဲလုပ်လို့ရပါတယ်ကျွန်တော်လည်းမှားနိုင်တယ်เนาะဘာလို့ကျွန်တော်လည်းလွဲတဲ့အခါရှိတယ်ကျွန်တော်တုံးသက်ချက်ဗီဒီယိုတွေကိုကြည့်ဘူးရဲ့လူဆိုတိတိတဲ့တချို့ချက်တွေဆိုကျွန်တော်လည်းလွဲတဲ့အခါရအများကြီးရှိတယ်အဖက်ကကျွန်တော်ကတော့ဒါကျွန်တော်ရှူတောင်းနဲ့ ကျွန်တော်ပညာရေးပိုင်းဆိုင်ရာကျွန်တော်ရဲ့အတွေ့အကြုံရဖြစ်လာနိုင်တဲ့အနေအထားကိုသုံးသပ်ပြပေးခြင်းဖြစ်ပါတယ်လူကြီးမင်းတို့ကကျွန်တော်တို့လက်ချက်တွေကိုနားထောင်ကြည့်ပြီးတော့ကိုယ်နဲ့အကြိုက်သူအဆင်ပြေတယ်ဆိုရင် like ပြီးအောင်ဝယ်လို့ကြပါဒါပေမဲ့ကျွန်တော်မှာကျင်တာကကျွန်တော်တို့လက်ချက်တွေက risk management ကိုအသားပေးပါတယ်ကျွန်တော်တို့လက်ချက်တွေ market ပြီးဆိုရင်ကျွန်တော်ကဘယ်ဈေးမှာအရှုံးပိုင်းဆိုတဲ့ဟာမျိုးကျွန်တော်အများအားထည့်ပြောပါတယ်တခါမှကျွန်တော် risk management မလုပ်ဖက်နဲ့ကမ္ဘာ့ရွှေကိုအောင်ဝယ်လို့ပါလို့မပြောဘူးပါဘူးဘာလို့ဆိုကမ္ဘာအောင်ဝယ်လုပ်ငန်းလုပ်ငန်းမှာဘာမှမဆိုဖြစ်နိုင်ပါလဲလက်ရှိဗျာ3220ရောက်နေတဲ့ကမ္ဘာ့ရွှေဈေးက ်ပြောမြောင်ညကြရင်3400ည3500ရည်လည်းဖြစ်သွားနိုင်တာပဲဒါမှမဟုတ်3000အထိကြကောင်းလည်းကြသွားနိုင်တာပဲအယောင်ဝယ်ဈေးကွက်မှာဘာမဆိုဖြစ်နိုင်ပါလဲအဲ့ဘာမဆိုဖြစ်နိုင်တဲ့အယောင်ဝယ်ဈေးကွက်မလို့ကျွန်တော်တို့ကဘသူ3000ချက်ပဲယူပါစေဘသူ3000ချက်တိုင်းပဲအယောင်ဝယ်လုပ်ပါစေ risk management တနည်းအားဖြင့်ကိုကကိုထင်ထားတဲ့အတိုင်းမဖြစ်လာဘူးဆိုရင်ဘယ်လိုမျိုးဆုံးရှုံးနိုင်ကြည်ကိုဘယ်လိုမျိုးရော့အောင်လုပ်မလဲဘယ်လိုအရှုံးပိုင်းမလဲအဲ့အရာကအရေးကြီးပါတယ်ကျွန်တော်တို့ကမ္ဘာ့ချွေထရိတ်တာအများစုရှုံးကြတယ်ဘာလို့ရှုံးကြတယ်လဲဆိုတော့အဲ risk management အားနေကြလို့ဖြစ်ပါတယ် risk management အားနေကြတယ်တွေ့တဲ့ဈေးတိုင်းထဲမှာအယောင်းဝယ်လုပ်ချင်တယ်ပြိတ္တာဈေးတိုင်းတိုင်းမှာအယောင်းဝယ်ဖြစ်တယ်လို့သူကထင်နေကြတာပေါ့နော်ဒါကတော့ကျွန်တော်ဖြစ်တတ်ပါတယ် beginner trader အများစုကအယောင်းဈေးတိုင်းတိုင်းမှာအယောင်းဝယ်ဖြစ်တယ်လို့ထင်တယ်ကျွန်တော်လည်း beginner ဘက်ကတော့အဲ့လိုထင်ခဲ့တာပဲဒါပေမဲ့ကျွန်တော်ကဈေးတိုင်းတိုင်းမှာအယောင်းဝယ်သွားလို့လို့မရပါဘူးကျွန်တော်တို့ပိုင်းတိုင်းနဲ့ဈေးတိုင်းနဲ့ဘယ်ဈေးကတော့တက်နိုင်ခြင်းရှိတယ်ဘယ်ဈေးကကျနိုင်ခြင်းရှိတယ်အဲ့ဈေးတိုင်းတွေကိုတခြားလေးပိုင်းခြားဆန်းစစ်ပြီးမှအယောင်းဝယ်လုပ်တာတော့ကျွန်တော်တို့က risk အနည်းဆုံးနဲ့ရည်ရှိမှာအကျိုးပြန်ရဖို့အများဆုံးကျွန်တော်နီလန်းဖြစ်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ ဒါလေးရောကျွန်တော်ဒီနေ့တည့်ရတာကဘာရွှေစည်းကွက်သုံးသက်ချက်ဗီဒီယိုဖြစ်ပါလေအခုလိုသုံးသက်ချက်ဗီဒီယိုတွေကို up to date ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျပြီးတော့ကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတနန်းလေးတက်ရောက်လို့ရပါတယ်အဲ့အရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel လေးကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကဘာရွှေ trader အားလုံးပဲကျွန်တော်တို့ဒီနေ့မေလ16ရက်နေ့တောက်ကြနေ့ကဘာချွေစည်းကွက်ရတဲ့ပတ်နောက်ဆုံးပတ်တက်ရတာကိုကျွန်တော်တို့ကဘာချွေစည်းရဲ့တက်ကြကိုအထူးတတိထား အယောင်းဝယ်လုပ်ပြီးတော့ဒီတစ်ပတ်ကိုနောက်ဆုံးပိတ်အိမ်နဲ့လွယ်နိုင်ကြပါစေလို့စုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။